မင်္ဂလာပါကလေးတို့ရေ Brilliant English Grammar Class ရဲ့ Jolly Phonics Session လေးကနေမှကြိုဆိုပါရစေ။ဒီနေ့မှာတော့ Group 1နဲ့က Special Letter လေးတစ်ခုရဲ့အကြောင်းကိုလေ့လာကြရအောင်။ It is the letter A. ကလေးတို့လိုက်ပြောကြည့်ရအောင်။ A A A Letter လေးကိုကြည့်ကြမယ်။ This is big A and this is small a. လက်ချက် A ရဲ့ဆောင်းလေးဘလို့ထွက်မလဲပါဇက်ရဲ့အနေထားလေးကြည့်ရအောင်ပါဇက်ကိုကြကြဟထားမယ်အတန်ထွက်မယ် air 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 ကလေးတို့တူတူလိုက်ထွက်ကြည့်ကြမယ် air 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 good job ပို့ပြီးတော့နားလည်သွားအောင်ဗီဒီယိုလေးကြည့်ကြမယ် air air at 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 e ရဲ့အတန်လေးဘယ်လိုထွက်တာပါလဲ a a a ဒီအတန်လေးဘယ်ကရလာလဲဆိုတဲ့ story လေးတစ်ပုဒ်ရှိပါတယ်ဘယ်လိုလဲဆိုတော့ပုံနေရကလေးလေးကိုကြည့်ရအောင် အချိုအနက်နေရနေတဲ့ကလေးရဲ့ လက်ပေါ်မှာရွာစီရွာစီနဲ့ပရွက်စိတ်လေးတွေတက်လာတာကိုလန့်ပြီးတော့អော်လိုက်တဲ့အတန်လေးဖြစ်ပါတယ်။အဲ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 ရှင်လေးကတော့လက်ပေါ်တက်လာတဲ့ပရွက်စိတ်လေးတွေကိုခါချတဲ့ပုံစံလေးဖြစ်ပါတယ်။အတန်လေးရဲ့အရှင်လေးရဲ့ရသွားပြီဆိုရင်တချင်းလေးနားထောင်ကြည့်ရအောင်။ leave me alone. Ah, ah, answer my own. Ah, ah, answer my own. Ah, ah, answer my own. They're closing me alone. Ah, ah, answer my own. Ah, ah, answer my own. Ah, ah, answer my own. They're closing me alone. Okay. ကဆိုရင် letter a ရဲ့အတန်ပါတဲ့ပုံလေးတွေနဲ့လေ့လာကြည့်ကြမယ် what is this a a ant a a ant a ရတဲ့လေးကြားလိုက်တယ်နော် a a apple a a apple a a arrow a a arrow ပုံလေး၃ပုံစလုံးမှာ letter a ရဲ့အသံ ဆိုတဲ့အတန်လေးကိုကြားလိုက်တယ်နော်ဒီလောက်ဆိုရင်တော့လက်ထပ် A ရဲ့အတန်ကိုကောင်းကောင်းထွက်နိုင်ပြီလို့ထင်ပါတယ်။ဒီတစ်ခေါက်ကတော့ကလေးတို့ရဲ့အလဲလေ့ကျင့်ကြည့်ရအောင်။ပုံလေးတပုံချင်းစီရဲ့အတန်လေးကိုသေချာနားထောင်ပါမယ်။ A ဆိုတဲ့အတန်လေးကြားရလား။ Ant Snail Astronaut Arrow Apple Spider ဒီပုံလေးတွေထဲမှာ အက်ဆိုတဲ့အတန်မကြားရတဲ့ပုံလေးကိုရွေးချယ်ကြည့်ရအောင် okay snail ဟုတ်ပါတယ် a ရဲ့အတန်လေးမကြားရပါဘူးနောက်တစ်ပုံ spider ဒီပုံမှာလည်းအက်ဆိုတဲ့အတန်လေးမကြားရပါဘူး great blending လေးကိုဆက်လေးလာရအောင် blending ဆိုတာကတော့ letter sound တစ်ခုနဲ့တစ်ခုပေါင်းဆက်ပြီးတော့အတန်အတွက်ထွက်တာပဲဖြစ်ပါတယ် ့ S အောက်မှာအဆက်လေးတစ်ခုပါတယ်။သဘောကတော့ S ရဲ့အတန်လေးတစ်ခါထွက်ခိုင်းတာပါ။ထွက်ကြည့်ရအောင်။ A ရဲ့အောက်မှာလည်းအပြောက်လေးတစ်ပြောက်ပါတယ်။ A ရဲ့အတန်လေးတစ်ခါထွက်ကြည့်ရအောင်။ A ဒီအတန်နှစ်ခုကိုပေါင်းဆက်လိုက်ရင်ဆက်အတန်တတန်နဲ့တတန်ပေါင်းဆက်တာကို blending လို့ခေါ်ပါတယ်။ blending လုပ်ကြည့်ရအောင်။ A ဆက်အဲ့ ဆက်နောက်တစ်မျိုးကြည့်အောင်အဲ s အဲ s အဲ s blending လေးကိုလေ့ကျင့်ကြည့်ပါနော်ဒီနေ့မှာတော့ letter A ရဲ့အတန်လေးကို ပြောပြပေးပါတယ်။ A ရဲ့အတန်လေးကအဲ။သူရဲ့ action လေးကတော့လက်ပေါ်တက်လာတဲ့ပြည့်ရစိတ်လေးတွေကိုခါချတဲ့ပုံစံလေးဖြစ်ပါတယ်။အဲ။ အအနောက်ဗီဒီယိုလေးမှာတော့ Little T ရဲ့အတန်လေးကို ပြောပြပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်